ကျွန်တော်ဒီတောက်ကြာနေမှာပေါ့နော်တင်ပေးရဲ့ဗီဒီယိုဖိုင်လေးတွေကိုတော့ဟော5မိနစ်စာလောက်ပေါ့နော်ကျွန်တော် Excel ရဲ့အခြေခံ formula အခြေခံပေါ့နော်ပါဝင်တဲ့အခြေခံဒီဖိုင်ကစားဖိုင်လေးတွေ home လေးတွေဘယ်လိုလုပ်လုပ်တဲ့ insert တွေမှာပါတယ် tool လေးဘယ်လိုလုပ်လုပ်တဲ့ဆိုတာရဲ့အခြေခံ formula လေးတွေကိုပြမြဝေပြီးသွားမှာတောက်ကြာနေဗီဒီယိုဖိုင်လေးတွေမှာမြဝေပြီးသွားမှာဖြစ်ပါတယ်ဒီနေ့မြဝေပေးရလေးကတော့ pass 1ပေါ့နော်ဒါလေးကတော့လုံးဝ Excel ကိုအခုမှစတင်အသုံးပြုမဲ့လူတွေအတွက် ြေခံလေးတွေကိုမျှဝေပေးတာ ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် Excel အကြောင်းဆိုရင်တော့ Excel နဲ့ Microsoft တို့နဲ့မတူတာကပေါ့နော် Microsoft ကကြတော့ဟို Excel စာရွက်အလွတ်လိုမျိုးပေါ့နော်သူ sheet တွေဟို sorry column လေးတွေ row လေးတွေအဲ့လိုမပါဝင်မဲနဲ့ column တွေ row တွေရကျင်နေဆိုတော့ကိုယ့်အနေကိုပဲဟို တေဘလေးတွေသွားဆွဲရတာပေါ့နော်ဒီအိတ်ဆဲမှာကြတော့ဒီကော်လန်လေးတွေရိုးလေးတွေလိုက်သူကအလုံးလုံးသွားပါတယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီမှာ E ကော်လန် B ကော်လန် C ကော်လန်ဒါဆိုရင် Wool Run Row 2ပေါ့နော်အဲ့လိုကော်လန်လေးတွေလိုက်ရိုးလေးတွေလိုက်အလုံးလုံးတယ်အဲဒီလိုဆဲလေးတစ်ခုလို့ဆိုလို့ရှိရင်တော့ဒီလိုဆဲလေးတွေဒါလေးတွေဆိုလို့ရှိရင်ပေါ့နော်ဆဲတစ်ခွက်ဆဲလေးတွေလို့ခေါ်ပါတယ်ဒါဆိုရင်တော့ဆဲတစ်ခွက်ချင်းစီလေးတွေကျွန်တော်တို့တွားပြီးတော့မှစာရိုက်လို့ရတယ်တစ်ချက်လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒီ ီမှာဆိုရင်ဒါ A1 ဆိုပြီးတော့ဒီမှာဒီမှာလေးထားလိုက်မယ်ဆိုဒီမှာ A1 ဆိုပြီးပေါ်နေတယ်။ဒီမှာထားလိုက်ရင် A2 ပေါ်တယ်ပေါ့နော်။ဒီမှာ D1 ပေါ်ဆိုပြီးပေါ်တယ်။ဒါလေးတွေကိုတော့ကျွန်တော်တို့ကဒါဆိုရင် D1 မှာဒါဆဲခွက်လေးတွေလို့ခေါ်ပါတယ်။အဲဒါဆိုရင်တော့ Ecolan ပေါ့နော် Roran လို့ခေါ်ပါတယ်။ဒါဆိုရင် A1 ဆိုရင် Ecolan Roran ပေါ့နော်။အမှန်ကျွန်တော်တခါလေးပဲဒီ file ထဲမှာရှိတဲ့ R1 C1 style ဆိုတာလေးဟိုပါပေါ့နော်။ဒီ sheet လေးတွေရဲ့ဒီ စတိုင်လေးတွေကိုလည်းတစ်ချက်ရှင်းပြပေးမယ်ပေါ့ကျွန်တော်တို့ကဒီမှာဆိုရင် A1 လို့ပေါ်တယ်ဒီမှာဆိုရင် B1 လို့ပေါ်တယ်ဒါကတော့ A1 စတိုင်လို့ပေါ့နော်ခေါ်ပါတယ်အဲနောက်တစ်ခုကတော့ဒီပါရှိတာလေးကတော့ အဲနောက်တစ်ခုကတော့ R1C1 style ပေါ့အဲ R1C1 style ဆိုတာလေးကတော့ဒီမှာလေးပါဒီကျွန်တော်တို့ file နဲ့ကပေါ့နော် sorry ကျွန်တော်ဒါလေးပါလုတ်ပြလိုက်ပါမယ် file နဲ့က option နဲ့ကိုဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒီ formula ထဲမှာပေါ့နော်ဒီမှာ R1C1 style ဆိုတာလေးကိုကျွန်တော်တို့ကအမှန်ချင်းမချစ်ထားပါဘူးကျွန်တော်တို့ဒီမှာ R1C1 style ကိုကျွန်တော်အမှန်ချင်းချစ်ကြည့်လိုက်မယ်ပေါ့နော်ဘယ်ညာ okay လို့ပေးလိုက်မယ်ဆိုဒီမှာတွက်ကြည့်လိုက်ပါ R1C2 ဆိုပြီးပေါ်နေပါတယ်ဒီနေရာမှာခဏနေရလို့ A1 လို့မပေါ်တော့ပါဘူး နော်ဒါကကျွန်တော်တို့တခါတလေမှာဖော်ပြလာတယ်မှာအဲ့ဒီ R1 C1 style လား A1 style လားဆိုပြီးသူကမေးတတ်ပါတယ်ကျွန်တော်တို့တော့အများအားသုံးရင်တော့ကျွန်တော်တို့က A1 style နဲ့ပဲသုံးတာများပါတယ်ကျွန်တော်အဲ့ဒါဆိုတော့ဒီ formula တွေရတဲ့ကောင်းလေးကိုပြန်ဖြုတ်ထားမယ်ပေါ့နော်အဲဒါလေးဒီတကြဆဲခွက်တစ်ခွက်ချင်းစီအလုံးလုံးတယ်ပေါ့နော် ပြီးတော့သူကဆဲခွက်နဲ့တစ်ခွက်နဲ့တစ်ခွက်နဲ့မြောက်တာတို့ပေါ့နော် တခုချင်းစီဆဲခွက်တွေအလိုက်လဲပေါင်းလို့ရတယ်ပေါ့ဒီမှာဆိုရင်ကျွန်တော်ကဒီကောင်လေးတွေဆိုရင်ဒီ column အလိုက်ကျွန်တော်ပေါင်းခြင်းနဲ့ဆိုလို့ရှိရင်အဲဒီမှာပေါင်းလို့ရတယ်ပေါ့ဒီလိုလေးဆွဲချလိုက်ရင်ကိုဒီမှာဒီရဲ့အောက်ခြေလေးမှာသူ့ရဲ့ total လေးလာပေါ်ပါတယ် ကျွန်တော်ဒီလိုလေးဆက်လက်မှတ်လိုက်ရင်ကိုပဲဒီမှာရှိတဲ့သူ့ရဲ့ total sum လေးပေါ်လာတယ်ပြီးတော့ count ပေါ်လာတယ်ပြီးတော့သူ့ရဲ့ဒီပေါင်ရဲ့ average ပေါ်လာပါတယ်ဒါလေးတွေကတော့တွက်ချက်တဲ့နေရာမှာဒီအိတ်ဆဲရအလွန်အသုံးဝင်တဲ့အတွက်ကြောင့်အသုံးဝင်နေဆိုတာဒီလိုလေးတွေကအစားသူ့မှာပေါ်လာပါတယ်ပေါင်းလုံးမြောက်စာလုံလို့လည်းအလွန်လွယ်ကူပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီဘောနော် အဲဒီဖုန်းထဲက test လေးတွေနဲ့အရင်တစ်ချက်သွားလိုက်မယ်ပေါ့နော်ဖုန်းထဲ test လေးတွေအရင်သွားလိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင် color လေးတွေချဲတာအဲဒီမှာဘိုးလောက်တာပေါ့နော်ဒါတွေကတော့ Microsoft တင်တဲ့အတူတူပါပဲဒါဘိုးလောက်တာပေါ့ product ကောင်းလေးကိုအမဲအောင်ချဲခြင်းဒီမှာဘိုးလောက်တယ်ပေါ့သူရဲ့ shortcut key လေးကတော့ control b ပေါ့နော် control နဲ့ b ကိုနှိပ်လိုက်ရင်လည်းရပါတယ်ဒါကောင်းပါဒါလေးကတော့ idle sound တာပေါ့နော်ဒါလေးတွေကတော့ ငါဒါလေးကတော့ဒီဒီ format painter ဟိုပါပေါ့เนาะဒီ ဆဲခွက်လေးတွေကိုကျွန်တော်တို့အယောင်ချဲကျင်တာပေါ့သူကအဲဒီမှာအိဆဲရဆဲခွက်တစ်ခွက်လေးချင်းစီလောက်တာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာဆဲခွက်လေးတွေလိုက်ကျွန်တော်အယောင်ချဲပါမယ်အဲဒါဆိုရင်ဆဲခွက်လိုက်အယောင်ချဲတာဒီမှာဒါလေးကတော့ဒီစာသားလေးတွေကိုအယောင်ချဲတာပေါ့နော်ဒီမှာဆိုရင်စာသားကိုကျွန်တော်ဒီမှာအပြာရောင်လေးချဲလိုက်မယ်ဆိုအပြာရောင်လေးပေါ့နော်အဲဒီမှာအဖြူလေးချဲမယ်ဆိုရင်လည်းအဖြူလေးပေါ့အဲ့တော့ဒါလေးတွေကတော့စာသားလေးတွေချဲတာပါဒါကတော့ဒီကတော့ဒါဖောင်နေပေါ့နော်ကိုလိုချင်တဲ့ဖောင်နေကိုရွေးတာပါဒါက တော့ဖောင်းဆိုင်သေးပါပေါ့နော်အဲဒါလေးတွေကတော့အလဲကိုပုံမလားအပေါ်မှာထားမလားဒါလေးတွေကတော့စန်တာအလဲ alignment လေးတွေချိန်နေဟာပါအဲ့လည်း alignment လေးတွေချိန်နေတာဖြစ်ပါတယ်ဒါကတော့ format painter ပေါ့နော် format painter ဒီမှာ alignment လေးတွေချိန်နေတာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာအဲဒီကောင်အလဲကိုပို့ခြင်းနေဆိုလဲဒီမှာအလဲလေးပို့လို့ရမယ်ဒီမှာ အနေကိုထားမယ်ဆိုရင်လည်းရပါတယ်။အဲပြီးတော့ format painter ကကြာကျွန်တော်ဒီမှာဒီလိုလေးလုပ်ထားပြီးပြီဆိုရင် format painter နဲ့ဒီမှာတခြားနေရာတွေကိုဒီလိုပုံစံလေးပဲတွားခြင်းနဲ့ဆို format painter နဲ့အလဲအတွက်ကိုတွားလို့ရပါတယ်။အဲဒီနေ့ကတော့ဒီတော့ဒီလောက်လေးပဲဒီ video file လေးမှာတော့ဒီအခြေခံလေးတွေပဲပါဝင်သွားပါမယ်။အဲဒါ ဒီကောင်ကတော့ဟုံးထဲမှာပါတယ်ပေါ့နော်ဥပါလေးတွေကို format painter နဲ့ပတ်သက်တာလေးတွေ format ဖောင်းနဲ့ပတ်သက်တာလေးတွေကိုမျှဝေပေးသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုဖိုင်မှာတော့ cut တွေဟိုပါပေါ့နော် copy paste လောက်တာလေးတွေကိုမျှဝေပေးသွားပါမယ်ရှင်ကျေးဇူးတင်